ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ22ရက်နေ့မနက်ခင်းမှတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ထောက်ပို့ထီဖွဲ့စည်းတည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားယာယီသမရနဲ့ NUG ဝင်းကြီးများတက်ရောက်မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် ထောက်ပို့ထီဖွဲ့စည်းတည်ထောင်ခြင်းတနည်းပြည့်အခမ်းအနားကိုမြို့သားညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလလူသားချင်းစာနာထောက်ထားရေးနှင့် BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်ကာကွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီးနိုင်ကောင်းရွတ်တို့တက်ရောက်မယ်လို့သတင်းရရှိပါရသည်။ထောက်ပို့ထီဖွဲ့စည်းတည်ထောင်ခြင်းတနည်းပြည့်အခမ်းအနားကိုမတ်လ21ရက်ည8နာရီတွင်တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါသည်။ ထောက်ပို့ထီဟာတော်လန်ပြည်သူတွေရဲ့စုပေါင်းအင်အားနဲ့အရှိန်အဟုန်ကောင်းကောင်းမောင်းနှင်ခဲ့တာတစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီးတစ်နှစ်တာအတော်အတွင်းမှာလည်းကြက်သိန်းပေါင်း9000ကျော်ထောက်ပို့နိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒုတိယသတင်းနေဖြင့်ဂျာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ကျင်းပတဲ့သတင်းကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘိုးကော်မတီအစည်းအဝေးအမှတ်စဉ်17မြင်းဆောင်2025ကိုမတ်လ20ရက်မနက်10:00နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာစည်းအဝေးတွင်ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းမှအဖွဲ့မှစကားပြောကြားခဲ့ပါသည်ဆလဘီတက်ရောက်လာကြသောဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအဖွဲ့ဝင်များမှ30မြင်းဆောင်2025တွင်ချမှတ်ထားသောရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပေးစည်းမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်ရန်ကြံရှိနေသည့်လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာသောဝန်ကြီးဌာန၏တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ချက်များကိုအကျယ်တဝင့်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တမ်းမှဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယပြည်ထောင်စုဝန်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဘက်အမြဲတမ်းအတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်ခင်ဗျာ။ဆလဘီ People's Heart Girl Network ကလေးရဲ့တိုက်နယ်စေယုံတွင် ပြင်ပလူနာနှင့်အတွင်းလူနာစုစုပေါင်း289ဦးကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကလေးမြို့နယ်မြောက်ပိုင်းရှိ People's Heart Girl Network ကလေးရဲ့တိုက်နယ်စေယုံမှာပြင်ပလူနာနှင့်အတွင်းလူနာစုစုပေါင်း289ယောက်ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း People's Heart Girl Network ကလေးမှသတင်းထုတ်ပြန်ပါတယ်။အဆိုပါတိုက်နယ်စေယုံကို2022ခုနှစ်နိုဝင်ဘာ1ရက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်သူလူထုနဲ့ပြည်သူရဲဘော်တွေအတွက်အရေးပေါ်နဲ့ပနာမကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဆေးရုံကို2024ခုနှစ်နိုဝင်ဘာလကနေပြင်ပလူနာ282ဦးအတွင်းလူနာ15ဦးပြည်သူရဲဘော်83ဦးကိုဝင်ဆောင်မိခင်20ဦးနဲ့ငါးနှစ်အောက်ကလေးငယ်14ဦးတို့ကိုကျမ်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ People's Heart Care Network ကလေးအနေနဲ့ကျောင်းကျန်းမာရေးလုပ်ငန်းတွေကိုဝင်ဆောင်မိခင်နဲ့မွေးကင်းစကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ နယ်လက်ကွင်းစင်းစေကူတမှုလုပ်ငန်းတွေကိုအမြဲမပြတ်ဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာဆလဘီမြန်မာနိုင်ငံထံစစ်လက်နက်ရောင်းချမှုများကြောင့် Bharat Electronics Limited အားဆွီဒင်ပင်စင်ရမုံငွေယင်းနီးမြုပ်နှံစရင်မှထုတ်ပယ်ခြင်းကို Justice for Myanmar ကြိုဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံထံစစ်လက်နက်ရောင်းချမှုကြောင့် Bharat Electronics Limited အားဆွီဒင်ပင်စင်ရမုံငွေယင်းနီးမြုပ်နှံစရင်မှပယ်ထုတ်ခြင်းကို Justice for Myanmar ကကြိုဆိုလိုက်ပါတယ်။ Justice for Myanmar ဟာမြန်မာစစ်တပ်ထံ BEL Company ၏စစ်လက်နက်နှင့်စက်ပစ္စည်းကရိယာရောင်းချပေးအပ်မှုများကိုပြီးခဲ့သည့်၄နှစ်အတွင်းအစီရင်ခံစွာများစွာဖြင့်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။၂023ခုနှစ်ဧပြီလအထိ6လအတွင်းတွင်အမေရိကန်ဒေါ်လာ5သန်းကျော်ဖို့ရှိသောစစ်တပ်ကနောက်ဆုံးလက်ဝဲအသုံးပြုမည့်စက်ပစ္စည်းကရိယာများလည်းပါဝင်ပါတယ်။2024ခုနှစ်မတ်လတွင်မြန်မာစစ်တပ်အတွက်သုံးဘက်မြင်စောင့်ကြည့်ထောက်လန်းရေးရေဒါတစ်ခုအတွက်ထိန်းချုပ်ရေးကိရိယာတစ်စုံကို BEL ကလွှဲပြောင်းရောင်းချပေးခဲ့ခြင်းအပါအဝင်လက်တလောအချိန်အထိလွှဲပြောင်းရောင်းချမှုများကို Justice for Myanmar ကရရှိခဲ့သည့်ကုန်တင်ပို့မှုမှတ်တမ်းများအရသိရတယ်လို့ဖော်ပြပါဗျာ။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုနှစ်ပေါင်းများစွာအားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကိုယင်းဤမြုပ်နှံမှုစရင်ကဖယ်ထုတ်ခဲ့တဲ့ဆွီဒင်ပင်စင်ရမုံငွေရဲ့လှုပ်ဆောင်ချက်ကိုကျမတို့ကြိုဆိုပါရစေ။ဒီဆုံးဖြတ်ချက်ဟာမြန်မာစစ်တပ်နဲ့လုပ်တဲ့စီးပွားရေးလုပ်ငန်းတွေဟာနိုင်ငံတကာဥပဒေတွေကိုစန့်ကျင်ယုံတာမကဆိုးဝါးတဲ့ယင်းဤမြုပ်နှံမှုတွေလည်းဖြစ်တယ်လို့ BEL ကုမ္ပဏီကိုပြတ်သားတဲ့သတင်းစကားပလိုက်တာ ဖြစ်ပါတယ်။ AP7 နဲ့အခြားသော BEL ယင်းနှမြုံနံသူအားလုံးအနေနဲ့ယခုလိုလိုက်ပါလှုပ်ဆောင်ပြီးချက်ချင်းယင်းနှမြုံနံမှုရုတ်သိမ်းသင့်ပါတယ်လို့ပြောပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်၃လအတွင်းနိုင်ငံတော်၌အကြမ်းဖက်ဆဲအုပ်စု၏တနက်ဖြန်ပစ်ခတ်မှုကြောင့်အမျိုးသမီးနှင့်အမျိုးသား စုစုပေါင်း34ဦးသေဆုံးခဲ့ပြီးမကွေးတိုင်းမှာ14ဦးဖြင့်သေဆုံးမှုအများဆုံးဒေသဖြစ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားသောသတင်းအချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမတ်လ20ရက်နေ့အထိနိုင်ငံတော်၌အကြမ်းဖက်ဆဲအုပ်စု၏တနက်ဖြန်ပစ်ခတ်မှုကြောင့်အမျိုးသမီး3ဦးနှင့်အမျိုးသား32ဦးစုစုပေါင်း34ဦးသေဆုံးခဲ့သည်ကိုအမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီးအသက်18နှစ်အောက်ကလေးငယ်တဦးနှင့်အသက်63နှစ်အရွယ်အမျိုးသမီး2ဦးအပါအဝင် အသက်60နှစ်အထက်သေဆုံးသူ8ဦးပါဝင်ပါသည် အဆိုပါသေဆုံးသူများအနက်မကွေးတိုင်းမှာ14ဦးဖြင့်သေဆုံးမှုအများဆုံးဒေသဖြစ်ပြီးပဲခူးတိုင်းမှာ6ဦးဖြင့်သေဆုံးမှုဒုတိယအများဆုံးဒေသဖြစ်တယ်လို့သိရပါဗျ။မတ်လ17ရက်နေ့နေ့လယ်ပိုင်းအချိန်တွင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်သို့ဆိုင်ကယ်မောင်းနှင်၍ပစ္စည်းဝယ်ရန်ထွက်လာသည့်ဗိမ်းမြို့နယ်အတွင်းနေထိုင်သောရမ်ဇာခန်းနှင့်၎င်း၏သားဖြစ်သူတို့ကရေဖြူချေးရွာအနီးရှိအကျန်းဖက်စစ်အုပ်စု၏စစ်ဆေးရေးဂိတ်ကိုဖျက်ဆီးစဉ်စစ်အုပ်စုကပြစ်ခတ်သဖြင့် ဆိုင်ကယ်မောင်းနှင်သည့်သားဖြစ်သူမှာထိခိုက်ခြင်းမရှိတော့လဲဖခင်ဖြစ်သူရမ်ဇာခန်ဤလက်မောင်းနှင့်ဝမ်းပိုက်ကိုကြီးထိမှန်ခဲ့ပါတယ်ထို့ကြောင့်၎င်းကိုမတ်လ12ရက်နေ့တွင်တနင်္သာရီမြို့နယ်ပြည်သူ့စေယုံမှဗိတ်ပြည်သူ့စေယုံကြီးသို့လွှဲပြောင်းကူတာခဲ့ပြီးနောက်မတ်လ14ရက်ည8နာရီဝန်းကျင်တွင်ထိုတန်ရာဖြင့်တည်ဆုံခဲ့ရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ